ျွန်တော်တို့မျက်စိအားမကောင်းတဲ့သူတွေနဲ့အသက်ကြီးတဲ့သူတွေမျက်စိမုန်တဲ့သူတွေအတွက်ကျွန်တော်ဖုန်းသုံးတဲ့အခါမှာကျွန်တော်တို့စလုံးကြီးကြီးလေးနဲ့ဖောင်ကြီးကြီးလေးနဲ့ကျွန်တော်တို့စလုံးထူထူလေး300ရာနီးလေးကိုဒီဗီဒီယိုလေးမှာမသိသေးတဲ့သူများအတွက်မျှောက်ပေးပါမယ်ခင်ဗျာကျွန်တော်တို့ကဖုန်းရဲ့ setting တွေကိုဝင်ပါဖုန်းရဲ့ setting တွေကိုရောက်ပြီဆိုလို့ရှိရင်အောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပြီးတော့ lock screen တွေကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပေးပါ lock screen တွေကိုရောက်ပြီဆိုလို့ရှိရင်ဟိုးအောက်ဆုံးကိုတစ်ချက်လက်ကလေးနဲ့ဆွဲဆွဲပြီးလို့ရှိရင် always on display ဆိုတဲ့ကိုထပ်ပြီးတော့ဝင်ပေးပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင် font ဆိုတာရှိရဲ့ ဖောင်းကမျက်လုံးမကောင်းလို့ကိုကမျက်စိမကောင်းတဲ့အတွက်ကြောင့်တက်တက်ကွက်ကွက်မမြင်ရတဲ့သူတွေဆိုလို့ရှိရင်စလုံးကြီးကျင်နေဆိုလို့ရှိရင်မြားပြထားတဲ့နေရာလေးမှာတဆင်ချင်းစီကြီးကြီးွားပါဒါစလုံးအကြီးဆုံးပဲဆိုဒီစလုံးကနေလောက်ဆိုလို့ရှိရင်လူကြီးပဲဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်မျက်စိမကောင်းတဲ့လူဆိုရင်တက်တက်ကွက်ကွက်မြင်ရတယ်စလုံးကိုထူအောင်လုပ်ချင်နေဆိုရင်အောက်ဆုံးမှာဒီမှာမြားပြရနေရာလေးရှိရဲဒါကိုရဲ့စလုံးဆိုင်ကိုပို့ပို့ပြီးတော့ထူလာပါဘောနော်ဒီမှာမြားပြတဲ့နှစ်နေရာရှိရဲပို့ပြီးတော့ထူလာမျက်စိမှုံတဲ့သူတွေအသက်ကြီးလို့မျက်စိမကောင်းတဲ့သူတွေအသက်ငယ်လို့မျက်စိမကောင်းတဲ့သူတွေမျက်မှန်တက်နေရတဲ့သူတွေ ဆိုလို့ရှိရင်စလုံးကြီးကြီးလေးနဲ့ထူထူလေးကြီးကြီးနဲ့ဆိုရင်ဒီနည်းလေးတိုင်းပဲလုပ်ပါအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒါကိုယ့်ရဲ့မျက်လုံးအပေါ်မူတည်ပြီးပေါ့နော်စလုံးဖောင့်လေးကြီးအောင်ထူအောင်လုပ်ချင်တယ်ဆိုဒီနည်းလေးနဲ့လုပ်ကြပါဘောနော်ဒါကျွန်တော်တို့ normal လေးကိုပြန်ပြီးတော့ရွှေ့ထားလိုက်မယ် normal လေးကိုပြန်ရွှေ့ထားပြီးတော့ကိုယ့်ရဲ့ phone မျက်နှာပြင်ကိုပေါ့နော် phone ရဲ့မျက်နှာပြင် display ကိုလည်းကျွန်တော်ကြီးအောင်လုပ်လို့ရတယ်အဲ့ဒီဝဲကျွန်တော်ဆက်ပြီးတော့တလက်စာလေးမျှောက်ပေးပါမယ်ကျွန်တော်ဘက်နဲ့ပြန်ပြီးတော့ထွက်ပေးပါဘက်နဲ့ပြန်ပြီးတော့ထွက်ပေး ထွက်ပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီအောက်ဘက်ကိုတစ်ချက်ပေါ့နော်ဆွဲချလိုက်ဆွဲချပြီးဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ additional setting ရှိရယ် additional setting တွေကိုဆက်ဝင်လိုက် additional setting တွေကိုဆက်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့က accessibility ဆိုတာရှိရယ် item တစ်ခါဆက်ဝင်ပြီးဒီထဲကိုရောက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့က vision ရှိရယ်ပေါ့နော်ဒီက vision တွေကိုကျွန်တော်ထပ်ဝင်လိုက်ဒီအောက်မှာ display size ဆိုတာရှိရယ် display size ဆိုတာကိုယ့်ရဲ့ဖုန်းမျက်နှာပြင်ပေါ့နော်ဖုန်းမျက်နှာပြင်မှာရှိနေ application တွေကိုကျွန်တော်တို့ကပို့ပြီးတော့ကြီးလာအောင် ပို့ပြီးဟိုဖြစ်လာအောင်ဆိုပြီးတော့လောက်တော့เนาะဒီမှာဆိုကျွန်တော်အများလေးပြပေးထားရယ်เนาะ gallery ဆိုတဲ့ဥစ္စာလေး application လေးတွေ weather တို့ phone တို့ note တို့အားလေးတွေကပုံမှန် normal small ပဲရှိရယ်ပေါ့เนาะအဲ့ထက်ပို့ပြီးတော့ကျွန်တော်တို့ကကြီးကျင်တဲ့မျက်စိကတိတ်မကောင်းမျက်စိမှုန်တဲ့သူတွေပေါ့เนาะဖုန်းတုံးလို့ရှိရင်တက်တက်ကွဲမမြင်ရတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ကြီးကျင်တယ်ဆိုတော့ဒီမှာအများလေးပြပေးထားတဲ့ဒီနေရာလေးရှိရယ်ဒါဆိုလို့ရှိရင် love ဒါဆိုလို့ရှိရင် last size ဆိုနည်းနည်းလေးပိုကြီးသွားပြီပေါ့နော်ခုန small size ကိုပြန်ပြမယ် ဒါဆိုနင်းနေပူသေးွားတယ်သူထက်ပူသေးခြင်းလဲဆိုဒီမှာဒါဆိုအဲ့လိုတိတိလေးပဲအနေထားကိုကြိုက်တယ်ဆိုရင်လူဆိုတိတိလေးပဲထားเนาะဒါအိတ်ဆက်ပြီးလို့ရှိရင်နင်းနေပူကြီးလာတယ်သူထက်ပူပြီးကြီးခြင်းလဲဆိုရင်ဒီမှာအဲ့တော့ဒီလိုမျိုးလေးကြီးပြီးတော့အပေါ်အမှန်ချက်ကလေးကိုနှိမ့်လိုက်ရင်ရတယ်ဗောနော်ဒါကျွန်တော်ကတော့ပြပြီးအတွက်ကြောင့်အလေက S ကလေးပဲပြန်ထားပြီးတော့အမှန်ချက်ကလေးကိုပဲကျွန်တော်ကပြန်ပြီးတော့နှိပ်ပေးလိုက်တယ်နှိပ်ပြီးလို့ရှိရင်ဒီနားလေးမှာကျွန်တော်ပြောစရာတစ်ခုရှိရကျွန်တော်အဲ့ဘေးရှင်နားလေးမှာပဲကျွန်တော်ဘောနော်ပြောစရာလေးတစ်ခုရှိရဒီနားလေးက တော့ဘတ်ဆိုတာတော့ဘတ်ကအရင်ရေးကြည့်ပါတယ်မနှိမ့်မိပါစေနဲ့တော့ဘတ်ကိုနှိမ့်မိဘာဖြစ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တော့ဘတ်ကိုနှိမ့်လိုက်တဲ့မိတ်ဆွေတွေကအဲ့ခလုံးလေးကိုတွားပြီးတော့ on ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီနားလေးဟာလေးကို you တော့ဘတ်ကိုနှိမ့်လိုက်လို့ရှိရင်ဖုန်းနဲ့အရန်လေးတယ်ဖုန်းနဲ့အရန်ကြောင်တယ်အဲ့တော့ဒီနောက်ကနေပြီးတော့ဖုန်းကိုကနေပြီးတော့ဂလယ်ထဲဝင်နေဆိုရင်ဂလယ်ထဲဝင်နေပါပြီပြီးလို့ရှိရင်ပြန်ထွက်နေပါပြီဆိုရင်နောက်ကအင်္ဂလိပ်လိုတစ်ချိန်လုံးလိုက်អော်ပေးပြီးတော့ဖုန်းကြီးကအရန်လေးပြီးတော့ဟန်းနေပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်ကိုတွေ့ စမ်းသပ်ဖူးတဲ့အတွက်ကြောင့်ကျွန်တော်ပြောပြပြရဖြစ်တယ်ပေါ့နော်ဖုန်းအရန်လေးပြီးအရန်ဟန်းနဲ့ဖုန်းမှာတစ်ချိန်လုံးစကားတွေလိုက်ပြောပြီးအတန်တွေထွက်နေရကိုပဲ application ပဲဝင်ဝင်အရန်ဒုက္ခရောက်ရပါတယ်နော်အဲ့တော့ top up ကိုမသုံးမိပါစေနဲ့ဒါကြောင့်ရှောင်းရန်ဆောင်းရန်ဆက်ပြီးပြောပြလိုက်တာပေါ့နော်ပြီးရင်ကျွန်တော်က band နဲ့ပြန်ထွက်ပြန်ထွက်ပြီးလို့ရှိရင်ဒီမှာအရေးကြီးတာလေးတွေကိုကျွန်တော်ထပ်ပြီးတော့ပြောပြမယ်ပေါ့နော်ကျွန်တော်တို့ကနေပြီးတော့ဒီ custard ထဲကိုဆက်ပြီးတော့ဝင်ပေးပါ ဂက်စတက်တွေကိုဆက်ဝင်ပြီးပြီဆိုလို့ရှိရင်ဒီအောက်ဘက်ကလေးမှာ double tap finger sensor ရှိရယ်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းမှာ fingerprint နဲ့ပေါ့နော်ကျွန်တော်တို့အသုံးပြုပြီးခိုင်းလို့ရတဲ့နည်းတွေရှိတယ်အဲ့တော့တစ်ချက်နှိပ်လိုက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဟိုးအပေါ်ဆုံးနဲ့ကျွန်တော်ပြပေးမယ်အဲ့တော့ fingerprint လက်ကလေးဒီလိုပေါ့နော်ကိုကိုရဲ့ဒီဖုန်းကိုပေးဖို့ fingerprint နဲ့လက်ကလေးကိုကျွန်တော်တို့ကတ်ပြီးနှစ်ချက်ကတ်ပြီးလိုက်တာ turn on flight light အဲ့တော့ dummy လုံးမလား control center လုံးမလားပြီးလို့ရှိရင် notification shade လုံးမလားပြီးလို့ရှိရင် lamp white assistant လုံးမလား light camera လုံးမလား calculator လုံးမလားအပေါ်ဆုံးကတိတ် a screen shot ပေါ့နော် screen shot ရိုက်မလားပြီးလို့ရှိရင် silent mode လုံးမလားကျွန်တော်လုံးလို့ရရဲ့အချက်တွေအများကြီးပဲပေါ့နော် fingerprint နှစ်ချက်ပေါ့နော် finger ပင်လေးနဲ့ကိုယ့်ရဲ့ဖုန်းရဲ့ဘေးတောက်ကလေးကိုကျွန်တော်တို့လက်မလေးကပ်ပြီးလိုက်ရင်လက်ညှိုးလေးကပ်ပြီးလိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးနဲ့ကျွန်တော်ခိုင်းလို့ရပေါ့နော်ဒါကကျတော့မိမာထူးခြားချက်ကလေးလေးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်လှုပ်ပြီးလိုက်ရတယ်ဒါကထူးခြားတဲ့ချက်ကလေးတစ်ချက်ချက်ပြီးလို့ရှိရင်ကိုယ်သဘောကျတာကိုရွေးပြီးလုပ်လိုက်ပေါ့နော်ကျွန်တော်ဘက်လေးနဲ့ပြန်ထွက်ပြလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာ quick ball ဆိုတာရှိရဲ့အဲ့ဒီ quick ball ကဘာလေးလဲဆိုတော့အဲ့ဒီကလေအစမ်းလေးပဲဒါမတိတိရဲ့သူများအတွက်ဆိုလိုက်မှတ်လို့ရတယ် quick ball ကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်နှိပ်ပြီးလို့ရှိရင် quick ball ကအပေါ်ဆုံးက10 on quick ball ကိုတစ်ချက်နှိပ်လိုက် ပေးလိုက်ပြီဆိုလို့ရှိရင်အဲ့ကွတ်ဘောလီမှာကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်မြားလေးပြပြရနေရရှိရသလားအကွေးလေးအဲ့အကွေးလေးပေါ်လိုက်အဲ့အကွေးလေးကိုကျွန်တော်ဒီလိုတစ်ချက်ဆွဲလိုက်ဆွဲပြီးလို့ရှိရင်ဒီမှာနှိပ်လိုက်အဲအကွတ်ဘောကအဲ့လိုမျိုးလေးအပေါ်ဟာဒီဟာကျွန်တော်စက်ခရင်ရှော့ရိုက်တာပေါ့နော်စက်ခရင်ရှော့ရိုက်တာအဲ့ကွတ်ဘောလေးကိုကျွန်တော်ဒီဘက်မှာပြန်ထားထားကွတ်ဘောအလုံးလေးရှိရသလားအဲ့အလုံးလေးအဲ့ကွတ်ဘောလေးရတယ်ဒါမီဖုန်းတွေမှာပဲပါတယ်ကွတ်ဘောကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာစက်ခရင်ရှော့ရိုက်မလားဘီဖုန်းရဲ့မျက်နှာပြင်ကိုကျွန်တော်လော့ချပြီးပိတ်လိုက်မလား လေးမျိုးပေါ့နော်လုံးလိုက်ရအဲ့လေးမျိုးကိုကျွန်တော်ထပ်ပေါင်းထည့်ကျင်တယ်ဆိုပေါင်းထည့်လိုက်ရဒါကွစ်ပေါ်လေးပေါ့နော်ဒါကွစ်ပေါ်လေးကိုကျွန်တော်ပြပစ်လိုက်တာပြီးလို့ရှိရင်တခြားလုံးလိုက်ရကျွန်တော်အများကြီးရှိသေးရပေါ့နော် ကွစ်ပေါ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ဖုန်းတုံးနေတဲ့ဖုန်းကမမ်မိုရီကရန်နေနေရပေါ့နော်နေနေဆိုဒီတက်မကကျွန်တော်တို့ကမမ်မိုရီကိုပို့တိုးပြီးတော့အသုံးပြုခွင့်ရှိတယ် Xiaomi Redmi ဖုန်းတွေပေါ့နော်နောက်ပိုင်းဖုန်းတွေမှာဆိုရင်မမ်မိုရီကိုကျွန်တော်တို့ကပို့ပြီးတော့တိုးတောင်းခွင့်ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဘယ်လိုမျိုးလေးတိုးတောင်းလဲဆိုတာတစ်ချက်ကျွန်တော်ပြပေးမယ်ဒီနားလေးမှာကျွန်တော်မျှားပြထားတဲ့တွေ့ရနော် ဲ့တော့ memory extension ပေါ့နော် memory extension ကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဖုန်းမှာဆိုရင်နော်4.0 GB ပဲရှိတယ်အဲ့တော့6.0 GB 8.0 GB ထိကိုကျွန်တော်တို့ကနေပြောတိုးပြီးတော့ memory ကိုသုံးခွင့်ရှိတယ်ဒီမီဖုန်းတွေမှာဆိုလို့ရှိရင်အရန်ကိုမိုက်တယ်ပေါ့နော်အရန်မိုက်တယ်ဆိုတော့ဒါဆိုလို့ရှိရင် ကိုဒီလိုမျိုးလေးသုံးရရဆိုလို့ရှိရင်ဓာတ်ပုံပဲရိုက်ရိုက်ဗီဒီယိုပဲရိုက်ရိုက် TikTok Facebook posting လေးတင်မယ်အာ vlog လေးရိုက်မယ်ကိုအဓိကဗီဒီယိုပေါ့နော်ဗီဒီယိုအရိုက်များတဲ့သူတို့ဆိုရင် memory လုံလောက်နဲ့သုံးရရတဲ့အတွက်ကြောင့်အရန်ကိုစိတ်ကျင်နေဆရာရှိတယ်ပေါ့နော်အဲ့တော့ဒါကကျတော့ကျွန်တော်ဖုန်းကကျတော့ဒါက နှုတ်တွဲ Pro မှုလို့ပေါ့နော်တွဲပဲရှိရ13 14အခုဆို16 ठी ပေါ်ထားရှိရဆိုရင်နောက်ပိုင်း model မြင့်တဲ့ဖုန်းတွေဆိုရင်ဒီထက်မက memory ကိုပိုအများကြီးသုံးပိုင်ခွင့်ရှိရပေါ့နော်ဒါကမတိသေးတဲ့သူများအတွက်ဒါနီးပညာအနေနဲ့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ရှိရှိပေးတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့